လူလားတိုင်းဟာ ခရီးတာတွေပါ လူတွေဟာဘယ်ရာကိုမဆိုဖန်တီးနိုင်ကြတယ်လူတွေကစာရည်ရေးကြတယ်တချို့လူတွေကစာရေးစာတွေကိုထင်သေးကြတယ်ငွေကြေးအစင်မပြေသူစင်ရသားအများစုက စာမဖတ်ကြပေမဲ့ချမ်းသာတဲ့တထေးတွေကတော့စာအုပ်ထူကြီးတွေဖတ်ကြပါတယ်စီးပွားရေးလုပ်ငန်းတွေမှာလည်း logo product ကြော်ညာစလာတို့အတွက်ဒီဇိုင်းမျိုးမျိုးကိုအသုံးပြုရပါတယ်ထိုဒီဇိုင်းတွေကို graphic designer တွေက ဖန်တီးပေးကြပါတယ် ရေဒီယို TV အစီအစဉ်များအတွက်လည်းအတူတူပါပဲရုပ်သံဇာတ်လမ်းများကိုဒါရိုက်တာရေဒီယိုဂရဖာတွေကရိုက်ကူးကြတာပါဒါကြောင့်မလို့လူသားတိုင်းဟာဖန်တီးရှင်တွေပါ လူတိုင်းဟာတစ်ခုခုကိုပြုလုပ်နိုင်ကြတဲ့သူကြီးပဲလို့ပြောခြင်းဖြစ်ပါတယ်ပညာလိုချင်လို့အတွေ့အကြုံလိုချင်လို့သူများအလုပ်သူများဝန်ထမ်းလုပ်တာလည်းကောင်းပါတယ်သို့တော့တနေ့ကျရင် ကိုယ်ပိုင်အလုပ်ကိုကိုယ်စိတ်ကြိုက်ဖန်တီးလုပ်ကြနိုင်တာအကောင်းဆုံးပါပဲ